လူကြီးရှင်တွေကိုရောက်နေတဲ့ပြန်မိုးသင်းမှာအဲဒီမှာဆိုလို့ရှင်အဲပြောပြောရှင်တီးမှုကြတဲ့ဘွေမှာငိုနေချာဘယ်မလောက်ဘူးကြီးလဲဒီဟာကတချင်းစာသာဖြစ်ပေမဲ့တကယ်တကယ်နဲ့ကျွန်တော်တို့တွေးကြည့်ရတဲ့ခါမျိုးမှာတစ်ဖက်မှာလည်းပြောရှင်နေသူရှိတယ်လို့တစ်ဖက်မှာလည်းအဲဝမ်းနေနေရတယ်လွမ်းဆွနေရတယ်နာကျင်ခံစားနေရတဲ့သူတွေရှိရဆိုတော့ကျွန်တော်ကကြားကျင်တာဖြစ်တဲ့ဒီလူရှောင်းမှုကျွန်တော်ဖော်ဆောင်ခဲ့တယ်အဲကျွန်တော်ရန်ကုန်ကအင်မတန်မှဟိုစစ်ကောင်စီရဲ့တင်းကျပ်တဲ့ အဲလုံခြုံရေးတင်းကျတဲ့အခြေအနေမျိုးမှာရှိတယ်။အဲကြောင့်ကျွန်တော်တို့ကလုံးပဲလုံးဖို့အတွက်ကတော်တော်လေးအခက်တွေးခဲ့တယ်။တော်တော်လေးဟိုသတိထားရတယ်ဆိုတဲ့ပုံစံမျိုးတော့ရှိတယ်ပြော။ကျွန်တော်အနေနဲ့လူတို့ကဘာပြောချင်လဲဆိုလို့ရှိရင်ဟိုကျွန်တော်တို့ပြည်သူလူထုအားလုံးကအခုချိန်မှာဆိုလို့ရှိရင်တဘောကပြေးနေဖြစ်တဲ့ဒီငနေရင်တန်ကြောက်ဒေသစုတွေမှာဟိုစုံညွှန်းရတဲ့ပြည်သူအများကြီးရှိပါတယ်။ဒါတော့မှဟိုစစ်ကောင်စီကမညာမတာဘဲနဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကျွန်တော်တို့ဒီအာနာတီမေးကိုပဲ ဆက်လက်လုပ်နေရဒီကောင်ထိုင်ကုန်မြေဖို့အတွက်ပဲအဲဆက်လက်လုပ်နေရဆိုတာကိုကျွန်တော်ပြည်သူလူထုအားလုံးသိစေချင်ပါတယ်ဒီအခြေအနေကိုကျွန်တော်အကောင်းဆုံးကြော်ဖြတ်ကြပါမယ်ကျွန်တော်တို့အားလုံးအစည်းအဝေးလုံးနဲ့အတူရှိချင်ပါတယ်လို့ပြောချင်ပါတယ်